ပလောဝမြို့နယ်မှာအမျိုးသမီးတဦးမရင်ကြည့်ခံရပြီးနောက်အသက်ခံရလို့နှိပါဖြစ်ခဲ့သည်ဟုသိရသည်။အေအေကထိုအမှုကိုကန့်တန်နေပြီးကျူးလွန်သူတို့ကို ထိုက်တင်တင်ပြစ်ဒဏ်ပေးမည်ဟုပြောသည်။ရှင်းပြည်နယ်ပလောဝမြို့နယ်တွင်ပေါ်ပေါက်ခဲ့သောမရင်မှုတစ်ခုတွင်ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးထားပြီးပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟုအာရခတတော်အေအေကဧပြီလ24ရက်နေ့တွင်ပြောသည်။ဧပြီလ9ရက်နေ့ကမြို့အရှိတ်ဘတ်စိန်စင် စိမ့်စားဝကျေးရွာရှိ25နှစ်ရွယ်အမျိုးသမီးတဦးကိုအာဓမပြုကျင့်သူများမှအေအေတသားနှစ်ဦးဖြစ်သည်ဟုအေအေပြောရဆိုခွင့်ရှိသူဥက္ကန်ဒုခကမြမနောင်းကိုပြောသည်အရက်တေစာတောက်စားမှုရပြီးတော့ပြန်လာတဲ့ရဲဘော်နေရောက်ကရှောင်းထဲမှာရေရှိုးနေတဲ့အိမ်အောင်ရှိအမျိုးသမီးတယောက်ကိုမဒိမ့်မှုကျွလွန်ခဲ့ကြတာဖြစ်ပါတယ်ရာဇဝတ်မှုကျွလွန်တဲ့ရဲဘော်နေရောက်ကိုတော့အခင်းဖြစ်တဲ့နေ့ကလေးကဖန်စီထိမ့်သိမ်းထားပြီးဖြစ်ပါတယ်ဟုဥက္ကန်ဒုခကပြောသည် တရားစွဲတင်ပြီးတော့ပြင်းပြင်းထန်ထန်အရေးယူအပြစ်ပေးသွားမှာဖြစ်ပါတယ်ရဇဝဲမှုကျူးလို့ရင်တော့အာရခတတ်တော်ကပဲဖြစ်ဖြစ်အယက်သားပဲဖြစ်ဖြစ်ရဇဝဲကျင့်ထုံဥပဒေတွေအတိုင်းတရားရုံးမှာတရားစွဲတင်ပြီးတော့ထိုက်တဲ့နဲ့အပြစ်ဒဏ်ပေးသွားမှာဖြစ်ပါတယ်။ကျူးလွန်ခံရသည့်အမျိုးသမီးကိုရင်းနှစ်သက်ရန်ကြံနေကြစဉ်ထိုအမျိုးသမီး၏မိသားစုဝင်တအူရောက်ရှိလာသောကြောင့်တပ်ဖြတ်မှုအထမမြောက်ခဲ့ကြောင်းရှင်အယက်ဖတ်အဖွဲ့များထံကသိရသည်။ တရားမျှတမှုအတွက်ပွင့်လင်းမြင့်သာသည့်စုံစမ်းစစ်ဆေးမှုလိုအပ်သည်ဟုဒေတာတွင်းအဖွဲ့အစည်းများကတောင်းဆိုခဲ့ကြသည်အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံမှ မနှောင်းမှုမှုကဤအမှုတွင် ထိထိရောက်ရောက်အေးအေးယူရန်လိုအပ်သလိုနိဏသူအမျိုးသမီးအတွက်လည်းတရားမျှတမှုဖော်ဆောင်ပေးရန်လိုအပ်ကြောင်းပြောသည်ဘလို့မျိုးအပြစ်ပေးမှုတွေလုပ်နေပြီလဲဆိုတာပွင့်လင်းမြေသားစွာနဲ့ကြည်သူလူထုကိုရှာပြပေးဖို့လိုတယ် အဲ့လိုမှပဲပွင့်လင်းမြင့်တာမှုရှိရှိထိထိရောက်ရောက်အပြစ်ပေးအေးအေးယူမှုတွေလုံးမသားလင်းနောက်ဒီလိုမျိုးတွေမဖြစ်ရအောင်ကြိုတင်တားဆီးနိုင်မှာဖြစ်တယ်ဟု၎င်းကမှတ်ချက်ပြုသည် အမှုစစ်စစ်စီရင်ရာတွင်ပွန်လင်းမြင်သာစွာကံတွဲဖြည့်ရှင်းဆောင်ရွက်နိုင်ခြင်းမရှိလင်လူရုက အေအေအဖွဲကိုယုံကြည်မှုရောပါသွားလိမ့်မည်ဟုရှင်းအဖွဲများကမှတ်ချက်ပြုသည်အိန္ဒိယဘင်္ဂလားဒေ့ရှ်မြန်မာသုံးနိုင်ငံထိစပ်ရာ ပလောဝါမျိုးတွင်တက်ဆွဲထားသောစစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို AA က2024ဇန်နဝါရီအတွင်းအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဒေသလုံးကျုံရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့ကိုတာဝန်ယူဆောင်ရွက်နေသည်အင်ဂျီတရားကျော်ရှိသည့်စိမ့်စင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များကတီးခြားနေရာယူထားသည်ဟုသိရသည် AA ကပလောဝါကိုတိမ့်ပိုက်ပြီးနောက်ရခိုင်ပြည်နယ်ရှိမြို့များကိုလည်းဆက်လက်တိမ့်ပိုက်ရှင်ဖြစ်သည် ရခိုင်ပြည်နယ်18မြို့နယ်အနက်စစ်တွေကြောက်ပြုံနေမန်းအောင်မအပကျန်း14မြို့နယ်ကိုအေအေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးလက်ရှိတွင်လည်းရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့်မကွေးတိုင်း၊ပဲခူးတိုင်းနှင့်အေရဝတီတိုင်းတို့တွင်တိုက်ပွဲများပေါ်ဆောင်နေသည်